ဲ့လားတော့ကျမမေနာမည်ပါကျမမေမိဘတွေလက်ထက်ကလေးကရောင်းတာအနည်းဆုံးတော့35နဲ့လောက်လို့ရှိဟုတ်လားခုနကချက်ချက်ပဲဟုတ်ဒီဆိုင်မှာတော့ခောက်ဆွဲကျော်ကြာဆန်းကျော်ထမင်းကျော်ထမင်းပေါင်းမလေးရှားနောက်ဟင်းပွဲတွေဆိုကုန်းမောင်ကြီးကျော်လို့ချိုးချင်းကျော်လို့အစုံတော့ရှိတယ်အမသရုပ်ရိုးရကတော့တယ်ဆိုရင်ကြက်ကောက်ငင်းတို့ဝက်သတူးတို့ဘာလို့အကုန်တော့မှိုင်းတော့အကုန်ရတယ်သရုပ် ခင်းနေရတဲ့ပသက်လာခောက်ဆဲကျော်လို့ဘာလို့ကတော့8000ပေါ့ခင်းနေရတော့14000ဒီတိုင်းပဲသွားတာပဲအဲ့လားဒီလက်ရတိုင်းပဲပေါ့အရင်ကလက်ရအဟောင်းစားခြင်းဒီဆိုင်ကိုလာကြတာလေ ကျမမေနာမည်ပါကျမမေမိဘတွေလက်ထက်ကလေးကရောင်းတာဟုတ်လားအမအဲ့ဆိုရင်မိဘရဲ့လက်ထက်တွေကဆိုတော့နှစ်ဘလောက်ရှိပါလဲအမအနည်းဆုံးတော့35နှစ်လောက်လွန်ရှိဟုတ်လားအဲ့ဒါခေါင်းဆက်ချက်တွေဘယ်လောက်ထက်ဆက်ရောင်းနေတာလဲဒီနေ့ရောင်းနေတာဟုတ်နော်ကြက်ရှိကြက်ကလေးပါရောင်းဆိုင်ခွဲလို့မရှိပါဘူးကျမတက်ရောက်တယ်ပဲရောင်းတာမေရော့ရှိသေးတယ်အခုတော့အနာပေးတာ အမားတို့ပဲရောင်းပြီးတော့ကြည့်ရပါဟုတ်ဒီဆိုင်မှာပါလေရတယ်မှာပြည့်ပြည့်ပြီးပါအောင်ဒီဆိုင်မှာတော့ခေါက်ဆွဲကြော်ကြာစံကြော်ထမင်းကြော်ထမင်းပေါင်းမလေးရှားနောက်ဟင်းပွဲတွေဆိုကုန်းမောင်ကြီးကြော်လို့ချိုးချင်းကြော်လို့အစုံတော့ရှိတယ်ဟိုမှာတရုတ်ရိုးရကြော့တယ်ဆိုရင်ကြက်ကောက်ညင်းလို့ဝတ်သတူးလို့ပါလို့အကုန်တော့မှိုင်းတော့အကုန်ရတယ်တရုတ်ဟင်းနဲ့အဲ့ပတ်သက်လာတရုတ်နဲ့ပတ်သက်တာအကုန်ရတယ်ပေါ့ဟုတ်ကဲ့အဲ့ဆိုရင်မျိုးရအော်အော်တရုတ်ပဲလာပါဟုတ်ကဲ့ဟုတ်ဟုတ်ဒါပေမဲ့ကျမတော့ဗမာနည်းနည်းပါတယ် သူတို့ပဲရောင်းရင်းနဲ့ကိုလည်းဝင်ရောင်းလိုက်တာတော့ပါပဲအဲ့ဒါတက်သွားတာပေါ့ဟုတ်ကဲ့ခေါက်ဆဲကျော်တို့ပဲဘယ်လောက်ရောင်းလဲပါဟင်းမျိုးမြင့်လေးရေဈေးလေးတွေပြောပြပါခေါက်ဆဲကျော်လို့ဘာလို့ကတော့8000ပေါ့ဟင်းနေရတော့14000ငါးတွေပစုံနေရရှိငါးချိုချင်းလို့ငါးချင်းဆက်လို့ပစုံချိုချင်းလို့ တယ်အကုန်လုံးကတော့မြတ်ဟုတ်အဲ့ဒီမှာတမိကျက်ဝက်ဗဒပိတ်တာလောက်ပေါ့တနေ့ကိုကျက်ဝက်ခုနပိတ်တာစီတော့ကျက်9ပိတ်တာဝက်9ပိတ်တာအနည်းဆုံးတော့ပေါ့ခေါက်ဆွဲတော့ဘာလို့ကကြာတော့လဲခေါက်ဆွဲဆိုအချိန်30လို့ညက်ဆိုရင်လည်းအနည်းဆုံး9ပိတ်တာပေါ့ရောင်းကောင်းအောင်ကောင်းလို့ကြာစံအောင်ပါကြာစံကလည်းကျွန်တော်တို့9ပိတ်တာတော့ဝယ်ထားဆိုတော့9ပိတ်တာလောက်တော့ကုန်မှာသုံးရမ်းတော့မရှိဘူးရိုးတရားဟင်းယူ အရေးဟိုမှာဟင်းညိုပုံစံမျိုးချက်ပြီးတော့ပြီးမှရှောက်ရည်လို့ဘာလို့အချိုငံဆက်ပြီးတော့ချက်တာခူးစီလေးတောင်းတာလည်းတွေ့ရပါတော့ဟုတ်တယ်ကြာတော့အမခူးစီကဟင်းပွဲတွေမှာထည့်တယ်ကုန်းမောင်ကြီးကြော်လို့ပါလို့ခောက်သေးကြော်လို့ပါလို့ထည့်တယ်လည်းလည်းထည့်တယ်ပေါ့အသားနဲ့ရောကြော်ခူးစီရဒီတိုင်းပဲသွားပါပဲအဲ့ဒါဒီလက်ထဲမှာပေါ့အရင်တော့လက်ရအဟောင်းစားခြင်းဈေးဆိုင်အောင်လာကြတာလေ ားခြင်းဒီဆိုင်လေးကိုလာကြအရင်ကတည်းကခောက်ဆွဲချော်ရေးပါလေဆိုဖက်နဲ့ထုတ်တာပြောရနော်မဟုတ်လားဟုတ်တယ်ဖက်နဲ့ထုတ်တယ်နောက်ပိုင်းအစင်းစင်းပြောင်းသွားတာပေါ့အခုကျဘူးလေးဖြစ်သွားကျွဲ့ကျွဲ့ကျွဲ့ရနေဘူးပေါ့ဟုတ်ကဲ့ဒီမလက်ထက်မှာက1500နဲ့စရောင်းခဲ့တာချင်းကျမဆိုင်မှာအော်ဒါမှခြင်းတော့နှစ်ရက်လောက်တော့ကြုံမှာတော့ရတယ်။အော်ဒါတော့ဟိုပို့လာတော့ဒီလာတာမျိုးနယ်လောက်ပဲပို့တယ်။ ူတို့ပဲမဲရေလောက်တာကြည်ရင်ကြည်နေပဲတက်သွားတာမှာဝါသနာပါလားဒီစီရောက်ဝါသနာပါလို့လောက်တာဝန်သမားတော့၃ယောက်ရှိရယ်တယောက်ကတော့စုံသွားတယောက်ကတော့ဝါသနာမပါတော့ဒီလုပ်ငန်းကိုသူဝင်ကျမပဲဝင်ဆယ်နှစ်အထက်လောက်ရှိပြီကျမစက်ရောင်းတာဒီတိုင်းပဲရောင်းနေရပဲပြီးမှမဲရနေတိုင်းမကောင်းတော့ကျမကိုလွှဲလိုက်စီဝါတခုရဲ့လို့လို့မပေါအမျိုးသားတဲ့သူ့အောင်နဲ့သူထွက်လို့တယ်ကျမတို့ကြာတာပြင်းနေတိုင်းစွန်လောင်းပါလေ မနက်ပိုင်းတန်ငါတော်တွေစွန့်လောင်းကြာလာပြီးမြေကြီးတဲ့မှာရဲ့အသာဆုံးသုံးလာတာကလေးကအားပေးနေတဲ့သူတွေအကုန်လုံးနဲ့ကျေးဇူးတင်ပါတယ်ကြာလာပြီးနေတိုင်းစွန့်လောင်းနေအဲ့မှာပေါ့စားသုံးသူတွေကိုလည်းအများအားဟိုအမြပေးပါဟုတ်လိမ့်သာတော့လမ်း30အမတ်60မြည်နေတတ်ပေါ့ခါတိုင်းနေရပါပဲနေရတော့မပြောင်းပါဘူးဘယ်နိုင်ရနေဘယ်နိုင်ထွက်လဲမနက်9နိုင်ရတယ်ည9နိုင်ခွဲသေးတယ်